င်္ဂလာပါခင်ဗျာမန္တလေးမြို့ကပကြီးဆရာကြီးဥက္ကမောင်ဆန်းဘဝတသက်တာမှာရေးသားခဲ့တဲ့ပကြီးကားတွေများစွာထဲမှာ90ရာခိုင်နှုန်းသောပကြီးကားတွေရဲ့ subject တွေဟာမန္တလေးမြို့ရဲ့အဓိကပြရုပ်ဖြစ်တဲ့ကျုံဘေးရှုခင်းတွေဆိုလို့ရှိရင်လည်းမမားနိုင်ပါဘူးဘလောက်ထိအောင်ရေးသားခဲ့တဲ့ဆိုလို့ရှိရင်မိတ်ဆွေတငယ်ချင်းအချင်းချင်းများကကျုံပိုင်ဆန်းလို့တောင်း အမိတက်ရတဲ့အထိပါပဲအခုအဲ့ဒီဂျုံဘေးပတ်လည်ရှုခင်းများစွာတွေကဂျုံဘေး platform ပကြီကားရင်းနဲ့မန္လေးမြို့နဲ့နန်းရင်းကိုဆက်သွယ်ထားတဲ့တံတားတွေကိုကြီးတက်ထားတဲ့ပကြီကားတွေကိုတင်ဆက်ပေးကြပါမယ်အဲ့ဒီထဲကမှကျွန်တော်အဓိကထားပြီးတင်ဆက်ပေးချင်တာကတော့ဂျုံဘေးပတ်ပတ်လည်မှာရှိနေတဲ့ platform တွေရဲ့မြင်ကွင်းတွေကိုရေးသားထားတဲ့ပကြီကားတွေပါပဲ အဲ့ဒီဗီဂျီကားတွေက1980ဝန်းကျင်လောက်ကနေစပြီး2015နှစ်ဝန်းကျင်ကာလအထိဂျုံမေပလက်ဖောင်းရဲ့အလှပနဲ့ဂျုံမေမှာရှိတဲ့လူမှုဘဝပုံရိပ်တွေကိုမှတ်တမ်းတင်ထားတဲ့ဗီဂျီကားတွေပါ1980ကျော်ကာလလောက်ကကျွန်တော်တို့တွေငယ်သေးတဲ့ကာလမှုဆရာကြီးဂျုံမေမှာဘလို့ပကြီးရေးနေမလဲဆိုတာလေးကိုစိတ်ကူးထဲမှာမှန်းဆကြည့်မိပါတယ်ပကြီးရေးဖို့အတွက်ပုတ်ပြားတွေ စီးဆက်ပြားတွေနဲ့ရှိဘူးတွေကိုချရင် နေချီနူးနူးအောက်မှာလားဒါမှမဟုတ်ညနေစီးစားရဲ့ရောင်မြတ်ဟတ်ချိန်မှာလားသူ့စိတ်ထဲမှာတော့ကျုံရည်ပင်ရဲ့ငိမ့်ငိမ့်လောက်ခတ်တာလီဗီထဲမှာလွင့်ပါလာတဲ့တည့်ရွက်ကြွေတို့ရဲ့တူတူတပန်းစကားပြောတဲ့တွေကိုရှားမိနေမလားပဲသူမျက်စိရှိက platform ပေါ်မှာလမ်းလျှောက်နေကြတဲ့လူတချို့စပိန်လီတစည်းနဲ့ဖြတ်သွားသူကျုံနေရန်ရဲ့ခံညမှုတွေနဲ့ အဝေးကမြင်နေရတဲ့နတ်မျိုးရိုးဘော်ကပြတ်သက်အငွေအသက်တွေဂျာရီအလုံးကိုသူမြင်တွေ့ခံစားမိတိုင်းသူ့ရင်ထဲကမန္တလေးပေါ်ချစ်တဲ့စိတ်နဲ့အတူဆုတ်ချက်တစ်ချက်ချင်းစီမှာထည့်သွင်းပုံဖော်ခဲ့မှာပါအဲ့ဒီခေတ်အဲ့ဒီခါကပလက်ဖောင်းရဲ့အေဂျင့်မူယူစင်းနဲ့တမိုင်းအငွေအသက်တွေကို သူ့ပကြီးကားတွေထဲမှာအသက်ဝင်ရေခဲ့တာမျိုးပါဆရာကြီးရဲ့ဆုတ်ချက်တွေဟာမြင်ကွင်းတွေကိုပုံဖော်နေတာတသက်မဟုတ်ပဲ ဲ့ဒီအချိန်ကသူ့ရဲ့ခံစားမှု သူ့အတွေးဆိုင်တွေကိုပါတိတ်တဆိတ်ပကြီကားရီဟာနီတစင်ပြောပြနေတယ်လို့ပါပဲ။ ခုကျွန်တော်တို့တွေ DBG ကားတွေကိုပြန်လည်ခန်းစားကြည့်တဲ့အခါဆရာကြီးရေးဆွဲခဲ့တဲ့အချိန်နဲ့ကျွန်တော်တို့ကြည့်ရှုနေတဲ့အချိန်ကြားမှာဆယ်စုနှစ်တည်များစွာခြားနားသွားခဲ့ပါပြီ။ဒါပေမဲ့ DBG ကားတွေကနေတဆင့်အတိတ်ရဲ့ရနတ်တွေကိုကျွန်တော်တို့ပြန်လည်ရှုရှိုက်ခွင့်ရနေတော့မှာပဲ။တချို့အတွက်တော့ဒီမြင်ကွင်းတွေဟာကိုယ်တိုင်ကြုံတွေ့ဘူးခဲ့တဲ့ငယ်ဘဝအမှတ်တရလေးတွေကိုပြန်လည်နှုတ်ဆက်ပေးနိုင်ပါလေ။အော်အဲ့ဒီတော့က ကျုံးမေးကဒီလိုပါလားဆိုတော့လွမ်းမောမှုမျိုးပေါ့တချို့တွက်တော့မမီလိုက်ပြင်မယ်စိတ်ကူးနဲ့ပုံဖော်ကြည့်နိုင်တဲ့အတိတ်မန္တလေးရဲ့အလှတရားတစ်ခုဖြစ်နှစ်သက်ရပါပဲပကြီကားတွေကအယောင်သွေးတွေအလင်းမှောင်တွေလူတွေရဲ့ဟန်ပန်တွေကနေတဆင့်အဲ့ဒီခေတ်ရဲ့လူနေမှုဘဝတွေကိုကျွန်တော်တို့မှန်းဆကြည့်လို့ရနိုင်ပါတယ်ခေတ်ကာလတွေပြောင်းလဲသွားပေမဲ့မပြောင်းလဲသေးတဲ့ကျုံးနဲ့နမ်းမြူရဲ့ခံကြမှုတစ်ပင်ကြီးတွေရဲ့ အရေးအဝါတာဒါတွေကိုပကြီကားတွေကတက်သေးပြနေပါလေစကြေဥက္ကမောင်ဆန်းကဒုက္ခဒုက္ခကမြင်တွေ့ခံစားခဲ့ရတဲ့ဂျုံမေပလက်ဖောင်းရဲ့အလှကိုသူ့ရဲ့အနှုပညာနဲ့ထိန်းသိမ်းခဲ့တာပါ ကျွန်တော်တို့ကအဲ့ဒီထိန်းသိမ်းထားတဲ့အလှတရားကိုနှစ်ပေါင်းများစွာကြာပြီးမှပြန်လည်ခံစားရင်အတိတ်နဲ့ပြစ်ဆုံးပံကိုဆက်ဆက်တွေ့တော်မိကြတာပါဒီပကြီကားတခြားချင်းစီမှာဆရာကြီးရဲ့မန်လေးပေါ်ထားရှိတဲ့မြစ်တာတရားနဲ့ ဲ့ဒီခေတ်ရဲ့ပုံရိပ်တွေကိုထင်ဟပြသနေတယ်လို့ကြီးစုစုကျွန်တော်တို့အတွက်လည်းအတိတ်ကိုပြန်လည်တန်းထခွင့်သမိုင်းကိုလေးစားတတ်မှုထားရဖို့နဲ့အမှုပညာရဲ့ထိရှလွယ်တဲ့ခံစားမှုတွေကိုပေးစွမ်းနိုင်ကြပါဒါကြောင့်ဆရာကြီးဥက္ကမောင်ဆိုင်ရဲ့ဒီကျုံးမေး platform ကြီးကားတွေဟာရိုးရိုးရှုခင်းကားတွေမဟုတ်ပဲခေတ်တခေတ်ရဲ့မှတ်တမ်းအနုပညာရှင်တို့ရဲ့ခန်းစားမှုနဲ့ကြည့်ရှုသူတွေရဲ့နှလုံးသားတွေကအမှတ်တရတွေကို ဆက်သွယ်ပြီးထားတဲ့လမ်းလေးတစ်ခုတစ်ပွဲအဖြစ်တည်ရှိနေမှာမှန်ပါပဲခင်ဗျာ။